တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယလေယာဉ်ပြကြမှုတောဦးသာတိုက်ရှင်ပြီးရော240တောင်သိဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်အာမီတာဘတ်မြို့မှာဖြစ်ပွားခဲ့တဲ့ခီးတဲ့တင်လေယာဉ်ပြကြမှုမှာတောဦးဘက်အသက်ရှင်လွန်မြောက်ခဲ့ပြီးတော့240တောင်သိဆုံးခဲ့ရလို့သိရပါတယ်။ပြကြခဲ့တဲ့လေယာဉ်ဟာအိန္ဒိယလေကြောင်းလိုင်းပိုင်းဘိုအင်းခွန်ရှိခွန်တွင်းလိုင်းနာအမျိုးအစားလေယာဉ်ဖြစ်ပြီးဒေသစံတော်ချိန်နဲ့တနေ့43မိနစ်မှာပြကြခဲ့တာဖြစ်ပါတယ်။လေစိမ်းကထွက်ခွာပြီးတော့9မိနစ်ကြာမှပြစ်ကြခဲ့တာဖြစ်ပြီးအာမီတာဘတ်မြို့မှာရှိတဲ့ စေကောလိတ်ထဲပဲကြခဲ့တာပါလေရင်ပေါ်မှာလေရင်အမှုတန်းတွေပါဝင်240နာရီပါရှိခဲ့ပြီးတော့တအုပ်ရဲသောတရှင်ကျဲရင်သူကပြည်ထောင်နိုင်ငံသားဖြစ်ပါတယ်အဆိုပါလေရင်ဟာအမီတာဘက်ကနေအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုပြန်တမ်းမဲ့လေရင်ဖြစ်ပြီးလေရင်မူဘက်ကလေရင်ပြတ်ကြခင်မှာဘလို့အရေးပေါ်တတိပေးချက်မျိုးကိုမှပြဖို့ခဲ့ခြင်းမရှိဘူးလို့အိန္ဒိယနေကြောင်ပြန်တမ်းမူကိုကေဥစီဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ် လေရလေထဲမှာတဲ့မိလာပေါကံဖြစ်ပွားပြီးတော့ပြကြခဲ့တာဖြစ်တယ်လို့မြင့်မြင့်တွေ့ရှိတဲ့သူတွေကပြကြခဲ့တယ်လို့သိရပါတယ်ဒီတဲ့ရောငင်းချောင်းဝါပြပူလာပါ